te ye ko tau an to nga na မကောင်းကိုအကောင်းအကောင်းကိုမကောင်းဟုခေါ်တတ်သောသူ အလင်းအရာ၌အမိုက် အမိုက်အရာ၌အလင်းကို၎င်းအချိုအရာ၌အခါအခါအရာ၌အချိုကို၎င်းအလွဲယူတတ်သောသူတို့သည်အမင်္ဂလာရှိကြ၏ငါသည်ပညာရှိသည်ဟုကိုကိုထင်သောသူတမာတတိနှင့်ပြည့်စုံသည်ဟုထင်မှတ်သောသူတို့သည်အမင်္ဂလာရှိကြ၏စပြည့်ရေကိုများစွာတောက်နိုင်သောသူစေးနှင့်ရောသောတည်ရည်တည်ရည်ကိုတောက်ခြင်းအမှု၌ အာဂျီတော်သူတို့သည်အမင်္ဂလာရှိကြ၏ဟေရှေယခန်းကြီး9အငယ်20မှ22ယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောထို့ကြောင့်တတိမရှိသောသူမဖြစ်သခင်ဖျား၏အလိုတော်ရှိရာကိုပိုင်းခြား၍တည်သောသူဖြစ်ကြလောလွန်ကျိုးစေတတ်သောစပြည့်ရည်နှင့်ယမူးချင်းကိုရှောင်၍ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော။ ဇာလံတချင်းမှစသောဓမ္မတချင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုဖတ်ယူ၍နူးညွတ်သောစိတ်နှလုံးနှင့်သခင်ပြားရှိတော်၌ကြူအေး၍တချင်းဆိုကြလောခတ်သိမ်းသောအရာတို့၌ကျေးဇူးတော်ကြီးလပါ၏ဟုငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ဂမီးတော်ဖျားသခင်ရှိကာလအစဉ်မပြတ်ဝန်ခံကြလောအေဖက်အခန်းကြီး9အငယ်16မှ20 ထို့ကြောင့်မကောင်းမှုအမျိုးမျိုးနဲ့တကွာရှိသမျှတော်ဆင်းလက်ခြင်းသူတော်ကောင်းရောင်ဆောင်ခြင်းမလိုမုန်းထားခြင်းနဲ့ပုတ်ခတ်ပြောဆိုခြင်းလုံးစုံတို့ကိုဖယ်ရှားကြလောတခင်ဖျားသည်ကျေးဇူးပြုတော်မူကြောင်းသင်တို့မြင်ဆန်းကြပြီဖြစ်၍ဝိညာဉ်ရေးဆိုင်ရာတို့၏အစ်စ်အာဖြင့်ကဲတင်ခြင်း၌ကြီးထွားရန်ငွေကင်းစကလေးများကဲ့သို့ ထိုတို့၏ကိုတောင်းတကြလော ေတရုဝရသပရမသောခိုင်ခြင်းနဲ့အငယ်တက်မှသုံးဘာလို့ဒီမျောလင့်ခြင်းအဖြစ်ကဲတင်တော်မူခြင်းသို့ရောက်ကြ၏မျောလင့်သောအရာကိုတွေ့မြင်လေမျောလင့်เสียအကြောင်းမရှိ တွေ့မြင်သောအရာကိုအဘဲကြောင့်မျောလင့်ရမည်နိယောမအခန်းကြီး၈အငယ်24ယုံကြည်ခြင်းသည်မျောလင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန့်ခြင်းအကြောင်းဖြစ်၏ ဟေပြည့်ခန်းကြီး၁၁အငယ်၁တို့ဖြစ်၍ယုံကြည်ခြင်းသည်ဇာနာခြင်းအဖြစ်ဖြစ်၏ဇာနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အဖြစ်ဖြစ်၏ယောမခန်းကြီး၁၀အငယ်၁၉မျောလင့်ခြင်းအကြောင်းကိုဝန်ခံ၍မသိမ့်ရိမ်မရွိ့လျော့ပဲ တီကြည်ကြကုန်အံအကြောင်းမူကားဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏ဟေပြက်ခန့်ကြီးသက်စေအငယ်23လူအချို့တို့သည်နှေးချင်းကိုမှတ်သည့်အတိုင်းဒါရတ်ဖျားသည်ဂတိတော်အရာမှနှီးတော်မမူငါတို့တွင်အဘယ်သူမျှမပြည့်စည်ပဲရှိသမျှတို့သည်နှောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုတိခန့်တော်မူ၏ပေတရုအဝရစာဒုတိယဆောင်ခန်းကြီး3အငယ်9 ထာဝရဖျားမိတ်တော်မူသည်ကတရားကိုဆောင်ရွက်ဖြောင့်မတ်စွာကျင့်ကြလောငါ၏ကဲတင်ချင်းကျေစုရောက်ချိန်နှင့်ငါ၏ဖြောင့်မတ်ခြင်းတရားထင်ရှားချိန်ရောက်လူနေပြီဟေရှေယခန်းကြီး96အငယ်1 င်တို့ဒီလောကီပုံတရားကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာနှစ်သက်ပွဲသောအရာဆုံးလင်သောအရာတည်ဟုသောဘုရားသခင်လိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအတစ်ပြင်းစင်၍ပုံတရံပြောင်းလဲခြင်းသို့ရောက်ကြလောယောမခန်းကျင်စနစ်အငယ်နှင့် လူမြင်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ပြုတ်ပြင်သောတတ္တဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီးနှစ်ကောခန်းကြီး9အငယ်19မတရားသောသူသည်မတရားသည်ဖြင့်ပြုတ်စေအောင်ညညူသောသူသည်ညညူစေအောင်ဖြောင်းမတ်သောသူသည်ဖြောင်းမတ်စေအောင်တန်ရှင်းသောသူသည်တန်ရှင်းစေအောင် ငါသည်အလင်အမြန်လာမည်ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသည်အသည်တို့အားမိမိတို့အကျင့်အတိုင်းဆက်ပေးမည်ဗျာဒိတ်22အငယ်7 7ခနရမြောက်သောနေ့ကိုအကြောင်းပြု၍စံစာတစ်ချက်၌လာသည်ကဗျာဒခင်သည်မိမိအမှုအရာအလုံးစုံတို့ကိုပြီးစီ၍ခနရမြောက်သောနေ့၌ညီဝတ်စွာနေတော်မူဤဟုလာသည်ဟေပြက်ခန်းကြီးလေးအငယ်လေး ရာသခင်သည်မိမိအမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝှက်စွာနေတော်မူသည်နိသူထိုချမ်းသာထဲသို့ဝင်ရတော်သူသည်လည်းမိမိအမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝှက်စွာနေရ၏ဟေပြက်ခန်းကြီးလေးအငယ်30